ဆရာတော်ကြီးဒေါက်တာနန္ဒမာလာ ပေဝင်သားရဲ့ဝတ္တတုတ်အနှစ်ချုပ်တရားတော်ဤတရားတော်ကိုကောင်းနှုတ်ပူဇော်ခွင့်ပြုပါရဲ့ဆရာတော်ကြီးအားယုတ်တိလေးမြတ်စွာလျှောက်တာအပ်ပါသည်ဗျာပရိကြီးဆက်သက်တုံမှာပါတဲ့ဝတ္တတုတ်ကိုဗုဒ္ဓဘာသာဝင်သူတော်ရှင်တွေရုပ်ဖတ်လေးရှိကြတယ်မိဘအန်ရဲ့ကောက်ွယ်ဖို့အတွက် ဘုရားတောက်ကိုရွတ်ဆိုတယ်။ဘယ်အန်ဒီရဲ့ဖြစ်ဖြစ်အမိတာနဲ့တစ္ဆာနဲ့ကာကွယ်နိုင်တယ်။ဒီနှစ်ခုက အန်ဒီရဲ့ကာကွယ်မှုအတွက်အစွမ်းသက်တည်ထက်တဲ့အကောင်းဆုံးအရာနှစ်ခုဖြစ်တယ်။ရှင်နဲ့နှလုံးထဲမှာမေတ္တာဘာဝနာပေါ်များအထုတ်ပြီးတော့မေတ္တာဆွမ်းအားနဲ့အန်ဒီရဲ့ကင်းအောင်လုပ်တယ်။မှန်ကန်တဲ့တစ္ဆာစကားကိုဆိုပြီးတော့လည်းအန်ဒီရဲ့ကင်းအောင်လုပ်ကြတယ်။မှန်ကန်တဲ့တစ္ဆာစကားကလည်းအန်ဒီရဲ့ကင်းမှုအတွက်ထောက်ကူများကြီးဖြစ်တယ်။သို့တော့စနစ်တကျလုပ်ဖို့အတွက်တော့လိုအပ်တယ်ပေါ့။ ဝေသားလေးပြည်ကြီးမှာကက်ကြီးသုံးပါးစိုက်တယ်။ကက်ဆိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်နေတဲ့အခြေအနေစိုးကြီးရဲ့အတိုင်းအတာအချိန်အခါတစ်ခုဖြစ်တယ်။ကက်ဆိုတာကအချိန်အခါကိုပြောတာ။အတိုင်းအတာတစ်ခုဆိုပါစို့ယောဂါတွေကူးဆက်နေတဲ့အချိန်အတိုင်းအတာတစ်ခုစစ်ပွဲတွေ ဖြစ်နေတဲ့အချိန်အတိုင်းအတာတစ်ခုအချိန်အတိုင်းအတာတစ်ခုကိုကက်လို့ခေါ်တာ။ကပ်ပဆိုတာကအချိန်ပိုင်းအတိုင်းအတာတစ်ခုဆိုပါစို့မြန်မာနိုင်ငံကလူတွေအသက်80ပတ်ဝန်းကျင် 80ပတ်ဝန်းကျင်လူတွေတွေ့ကြုံခံစားခဲ့ရတယ်1942ခုနှစ်ကစပြီးလို့တကမာလုံးကူးဆက်ပြန့်နှံ့လာတဲ့ဒုတိယကမ္ဘာစစ်ကြီးဗမာပြည်တည်အောင်ရောက်ရှိလာတယ်52ခုနှစ်ကနေပြီးတော့မှ46 49လောက်ထိအောင်စစ်ရဲ့ဒဏ်တွေကိုခံစားကြရတယ်အဲ့ဒီအတိုင်းအတာတစ်ခုကိုကတ်လို့ခေါ်တာပဲဝေးသားလေးပြီးမှလဲမိုးမြွာလို့မိုးကောင်ရေရှားဖြစ်ပြီးစာပြောရေးတွေမှအောင်မြင်တဲ့အခါအစာရေစာရှားပါတဲ့ဒုတ်ပိတ်ကန္နာရကတ်ဆိုတာဖြစ်ခဲ့ဘူးတယ် အဲ့ဒါလိုဖြစ်တဲ့အတိုင်းတာမိုးခေါင်နဲ့နှစ်ကာလာကြီးကိုတော့ကန့်လို့ခေါ်တာမြန်မာပြည်မှာလည်းနာဂိမုံတိုင်းတိုက်လို့လူတွေဒုက္ခရောက်ရတဲ့အချိန်ပိုင်းတစ်ခုရှိတယ်။ဒါကိုကတ်လို့ခေါ်တာပဲကတ်ပါဆိုတာအတိုင်းတာတစ်ခုကိုပြောတာ။ဘေးဆိုကတ်ဆိုရန်ဆိုအန်နီယဆိုတွေဂျုံနေရတဲ့အခါမှာအကာအကွယ်ဖြစ်စိန်သောငါမြတ်စွာဘုရားကတုတ်တန်တချို့ကိုဟောပြောပြထားတယ်။ရတနာတုတ်ဆိုတာရန်နာသုံးမရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့ ်တစ္ဆာဆိုတဲ့နီးနဲ့အန်ဒီယေကိုကာကွယ်တယ်မေတ္တာတုတ်ခန္ဓာတုတ်တို့ဆိုတာကမေတ္တာတရားတိဆောက်ပွားများပြီးတော့အန်ဒီယေကင်းအောင်လုပ်တဲ့တဖန်မောရတုတ်တို့ဝိတ္တတုတ်တို့အာတနာရိယတုတ်တို့ဆိုတဲ့ဖျားရှိကိုပြီးတစ္ဆာဆိုတဲ့နီးအင်ဂုလိမာလာတုတ်ဆိုတာလည်းတစ္ဆာဆိုတဲ့နီးဘုဇင်ကတုတ်ကလည်းတစ္ဆာဆိုတဲ့နိနဲ့ကာခွေတယ်။အဲ့ဒီတော့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်မြန်မာလူမျိုးတွေရွတ်ဖတ်တရဇေနေကြတဲ့ ပရိတလို့ခေါ်တဲ့ဘေးရန်အန်ရဲ့ကာကွယ်တဲ့တုတ်တန်တွေကဘာကိုအခြေခံထားလဲဆိုမေတ္တာနဲ့သစ္စာဒီနှစ်ခုပဲမေတ္တာတရားနဲ့သစ္စာစကားကိုအခြေခံတယ်လို့ဒီလိုမှတ်ရမယ်။အဲ့ဒီမေတ္တာကဘယ်သူမေတ္တာလဲဆိုကိုမေတ္တာပဲ။သစ္စာစကားကလည်းဘယ်သူသစ္စာစကားလဲဆိုကိုကိုယ်တိုင်ရဲ့သစ္စာစကားပဲ။အဲ့ဒီနှစ်ခုကိုအာကိုယုံကြည်စွာနဲ့မေတ္တာတရားပွားများရတယ်။သစ္စာစကားဆိုနိုင်မယ်ဆိုရင်အခက်အခဲတွေကိုကြုံနိုင်တယ်ဒီလိုပြောတာ။ ပရိတ်တရားတော်တွေကလည်းအန္တရာယ်ကိုကျော်လာဖို့တကူတဲ့အတွက်သာမဟုတ်ဘူး။ပရိတ်တရားတော်တွေမှာလာတဲ့ခြင်းစဉ်တွေကိုကြင်ကြံကြိုးကိုအားထုတ်မယ်ဆိုရင်တမတ်တဖို့ရနိုင်တဲ့နိဗ္ဗာန်ရောက်ဖို့အချင်းတရားလည်းဖြစ်တဲ့ရုပ်ဖက်ယုံနာယီယုံနေမဟုတ်ဘဲနဲ့အတိတ်ဘက်ကိုစဉ်ကျင်စဉ်းစားပြီးလက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့အန္တရာယ်ကင်းယုံမြောက်မှာကပဲတန်တရာဝိအတွင်းကလောကင်းတဲ့နိလန့်ကိုရနိုင်တယ်။ဘုရားတော့ကာရာပုတ်ပောင်း အမွန်ကာရာမှာအပါဝင်မှာ6ပုတ်ပဲရှိတယ်အဲ့ဒီ6ပုတ်တော့ကာရာမှာပြမဆုံးဖွင့်ကာရာလေးကရွတ်တယ်မှဆိုရင်ဘာကိုရွတ်တာလဲဆိုတာကိုနားလည်ဖို့ရှိဆရာတော်တွေကထည့်ထားတာဝိဒါတုပ်ကိုယူချင်းရဲ့အကျိုးကျေးဇူးတွေဝိဒါတုပ်ရဲ့ဏိဒန်းဆိုတာမျိုးထည့်သွင်းပြီးတော့ဖော်ပြထားတယ်။ဇကလုံးလေးခြင်းမင်မဲလို့အထိပ္ပယ်အင်တန်မှ ခြေပြန်တယ်။ပူရင်တန်ဘောဓိတန်မာရိနိဗ္ဗာန်ဝိဒါဇာတိယံယသတေဇေနာတာဝဲကိမဟာတတ်တံဝိဝစီ ရိနန်ဗောဓိတန်မာရီဆိုတာကဘုရားလောင်းတော်ကဗောဓိတန်မာရလို့ခေါ်တဲ့တပ်ဝိညူတာဉာဏ်တော်ကြီးကိုရဖို့အတွက်ပါရမီကုသိုလ်တွေကိုစုဆောင်းနေတဲ့စီးပူးနေတဲ့ဒါနကောင်းမှုတွေလောက်တဲ့ဒါနပါရမီဖြည့်တဲ့သီလပါရမီဖြည့်တဲ့ပါရမီ7ပါအဆင့်30နဲ့ဖြည့်လို့ပါရမီအပြား30လို့ပြောတယ်အဲ့ဒါတွေကိုဗောဓိတန်မာရလို့ခေါ်တယ်အင်တန်ထက်မြက်တဲ့တပ်ဝိညူတာဉာဏ်ကြီးအတွက် ထောက်ကူဖြစ်တဲ့လုပ်ငန်းတွေကိုလုပ်တာဒီလိုအထောက်အကူမလုပ်ဘဲနဲ့ဘာတစ်ခုမှမရနိုင်ဘူး။နောက်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ချစ်ပါတူထားပါ။